ခြံဝန်းကျင်ကျဲအေးချမ်းချမ်းနဲ့လက်ရှိဆန်တဲ့အင်အား project တစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့လူကြီးမင်းတို့အတွက်ထမိတ်ဆက်ပေးမှာတော့ The Plan Banner Woving 2 Air Project ပဲဖြစ်ပါတယ်။ဒီ Air Project ကတော့တဘာဝ Greenery Area ကိုများစွာဖန်တီးပေးတဲ့အကြောင်းမို့လွတ်လပ်သော feeling ကိုအပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့အတိုင်းပဲရီကူးကန်နဲ့ Fitness Center ပါပေါင်းတာကိုတွေ့ရပါတယ်ဗျ။ ဒါကတော့ရေကူးကန်ပဲဖြစ်ပါတယ်။ဒါကတော့ fitness center ပဲဖြစ်ပါတယ်။အခု the pan banner ဝဝင်ထူးအင်အား project ကိုရောက်နေတာဖြစ်ပါတယ်။ဒီအင်အား project ကတော့ ban 28တန်းဝင်းကျင်ကနေစတင်ဝေယူရမှာဖြစ်ပါတယ်။အဲ့တော့ဒီအင်အား project ကဘယ်လောက်ထိအတွင်းကန်ဖွဲ့စည်းပုံတွေက loss ရှိစံလဲဆိုတာကျွန်တော်တို့ထဲမှာချက်လောက်သွားပြီးလေ့လာကြည့်အောင်။နောက်ခုပြပြီးမှာတော့ Rivier 330 square meter ပဲဖြစ်ပါတယ်။သူကတော့8ခန်း၄ခန်း2ခန်း၄ခန်း multi fashion area တစ်ခန်းနဲ့ကားပါကင်၃ခုပါမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တင်ခန်းဖွဲ့စီပုံကိုတွားပြကြည့်ရအောင်။ကျွန်တော်အခု330 square meter river ရဲ့လုံချင်းအင်အားရောက်နေရဖြစ်ပါတယ်။ဒီအင်အားမှာဆိုရင်တော့အခုမြင်တွေ့နေတာပဲဒါကတော့ living room area ပဲဖြစ်ပါတယ်။ဒါကတော့ dining room area ပဲဖြစ်ပါတယ်။တော်တော်လေးကိုကျေပါရဲ့ဗျ။ ဒိုင်နင်းရိုးအေရီးယားမှာဆိုရင်သူက island table လို့ခေါ်တဲ့ဘားကောင်တာလေးဖွဲ့စည်းပေးတာတော့တွေ့ရပါပြီဗျထပ်ပြီးတော့ kitchen အောင်သွားကြည့်အောင်ဒါကတော့ပထမ kitchen ပဲဖြစ်ပါတယ် space ကတော့တော်တော်လေးကိုကျေပါပြီဗျသူရဲ့ကဲမှာဆိုရင်ဒုတိယ kitchen တစ်ခုဖွဲ့စည်းပေးတာတော့တွေ့ရပါပြီဟင်းချက်ပြုတ်ဖို့ရန်အတွက်ဖွဲ့စည်းပေးထားတဲ့ဒုတိယ kitchen ပဲဖြစ်ပါတယ် kitchen ရဲ့ကဲမှာဆိုရင် housemate နှခမ်းရှိပါတယ်ဗျအိမ်ကူနေဖို့ရန်အတွက်ထားပေးထားတဲ့ housemate နှခမ်းရှိပါတယ် ကီချန်ရဲ့ကဲမှာဆိုရင်အိမ်ပြေးသွားရှောက်သွားလဲလဲထပ်ဖွဲ့စီပြီးလာတာကိုတွေ့ရပါတယ်ဗျထပ်ပြီးတော့အခြားခုံမောင်းလေးအောက်ကိုတွတ်ကြည့်အောင် living room မှာဆိုရင်တော့သူကအင်တာယူကန်တခန်းထပ်ပြီးတော့ဖွဲ့စည်းပြီးတာကိုတွေ့ရပါတယ်ဒါတော့ပထမအိတ်ခံပဲဖြစ်ပါတယ် ပထမအိတ်ခမ်းမှာဆိုရင်သူကပါစင်နယ်အလုပ်လုပ်ပြရန်အတွက်ဖွဲ့စည်းပြီးတဲ့အခန်းလေးပဲဖြစ်ပါတယ်။တော်တော်လေးကိုလာပါပဲဗျ။ထပ်ပြီးတော့အခြားလေးအောက်ကိုသွားကြည့်အောင်။အပေါ်ထက်ကိုမတက်ခင်မှာဆိုရင်သူက storage room တစ်ခုလည်းဖွဲ့စည်းပြီးထားပါပဲဗျ။အပေါ်ထက်ကိုသွားပြီးတော့ကြည့်အောင်။ဒါတော့ဒုတိယအိတ်ခမ်းပဲဖြစ်ပါတယ်ဒုတိယအိတ်ခမ်းမှာဆိုရင်တော့သူက fitness room အနေနဲ့ဖွဲ့စည်းပြီးတာတော့တွေ့ရပါတယ်။ space ကလည်းတော်တော်လေးကိုကျေပါတယ်ဗျ။ fitness room ရဲ့ကဲမှာဆိုရင်အင်တာယူကန်ခန်းဖွဲ့စည်းပြီးတာပါတယ်။ဒါကတော့တတိယအိတ်ခန်းပဲဖြစ်ပါတယ်။တတိယအိတ်ခန်းမှာဆိုရင်သူကအင်တာယူကန်ခန်းထပ်ပြီးတော့ဖွဲ့စည်းပြီးတာတော့တွေ့ရပါတယ်။ဒါကတော့တတိယအိတ်ခန်းပဲဖြစ်ပါတယ်။ထပ်ပြီးတော့အခြားလေးရောက်ကိုတွေ့ကြည့်အောင်။အခုမြင်တွေ့နေရတာတော့ living room ပဲဖြစ်ပါတယ်။ ဒီ video ရဲ့သူ့ရဲ့ viewer ဆိုရင်တော့တော်တော်လေးကိုလာပါတယ်ဗျဒါတော့လီခမ်းမြောက်အိတ်ခမ်းပဲဖြစ်ပါတယ်မသွားခင်မှာဆို storage room တစ်ခုလည်းဖွဲ့စည်းပေးထားပါဗျဒါတော့လီခမ်းမြောက်အိတ်ခမ်းပဲဖြစ်ပါတယ်တော်တော်လေးကိုကျေပါတယ်ဗျသူ့ရဲ့ viewer ဆိုရင်လည်းအခုမြင်တွေ့နေရတဲ့အချိန်ပဲတော်တော်လေးကိုလာပါတယ်ဗျ လေးခန်းမြောက်အိတ်ခန်းရဲ့ကဲမှာဆိုရင် closet အဝတ်လေလို့ရတဲ့အခန်းလေးထပ်ပြီးတော့ဖွဲ့စည်းပေးတာတော့တွေ့ရပါတယ်။တော်တော်လေးကိုကျေပါရဲ့ဗျ။ closet ရဲ့ကဲမှာဆိုရင်အင်တာယူခန်းတစ်ခန်းထပ်ပြီးတော့ဖွဲ့စည်းပေးတာတော့တွေ့ရမယ်။အင်တာယူခန်းကတော့ဘတ်တက်ပါပါတဲ့တော်တော်လေးကိုကျေဝန်တဲ့အင်တာယူခန်းဖြစ်ပါတယ်။အဲ့ဒီတော့ဒီအင်အား project ကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်လူကိုယ်တိုင်လည်းရောကြီးရှိရှင်လို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ fiber နဲ့ phone number မှာဆက်သွယ်မြန်းစွမ်းစမ်းနိုင်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကွန်တိုနဲ့လုံချင်းဝေမွေးစင်တော့ GNG Thai Office ကိုဆက်သွယ်မြန်းစွမ်းစမ်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။